ူ့ရဲ့အချစ်တွေကိုမဖွင့်ပြောရဲဘူးပေါ့ဒါပေမဲ့ဒီဘက်ကကျတော့သူ့မှာဂုံသိက္ခာထင်ရတယ်အဲ့တော့သူ့မှာတွေးတာတွေကချစ်တဲ့စိတ်နဲ့တစ်ဖက်စီဖြစ်နေမှာပေါ့ငါဒယ်မာလေးကလွမ်းတော့အဖြစ်ဒီကြောက်တိုင်ကိုဆက်ထူခဲ့လေသည်ဆိုတော့စာသားလေးပေါ်ဆီမှာရေကျမကြီးဂျူကြီး ကြောက်တိုင်နှစ်ခုပေါ့ဆီယမအနေနဲ့ဘလို့ idea တွေနဲ့ရေးခဲ့ပြီးတော့ဒီလိုစာသားရဖို့အတွက်ကိုဆီယမအနေနဲ့ဘလို့ခန်းစားခဲ့ရဆိုတဲ့အပိုင်းတွေကအရင်ကလေးနေပါတယ်ဒီဝတ္ထုတစ်ခုရဖို့အတွက်ကဆီယမလွန်ခဲ့တဲ့နှစ်၄၅၆ကနေခန်းစားချက်လေးတွေလည်းဖြစ်ဖြစ်နိုင်တယ်ကိုဖတ်ထားတဲ့စာလေးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုချက်ချင်းဒီဝတ္ထုရေးရင်ကနေချက်ချင်း idea ရလာတာမျိုးမဟုတ်ဘူးဒီအရင်ကကိုလေးလာခဲ့တဲ့စီးပူးခဲ့တဲ့စာတွေကကိုရင်ထဲမှာပြည့်နေမှာပေါ့နော်အဲ့ဒါကိုအချိန်တန်တဲ့အခါကျတော့ကို့ ထက်ခနဲဟိုဟာမိပွားလေးတစ်ချက်လင့်လိုက်ကလို့အဲ့လိုမျိုးလေးမြင်သွားပြီးတော့တိုက်တိုက်ဆိုင်ဆိုင်ပဲရေးပြသွားတာပေါ့အဲ့ဒီဝတ္ထုဆိုရင်ဆ iam မအဲ့ဒီဝတ္ထုရေးတဲ့အချိန်တုန်းကချင်းပြင်းလေကိုရောက်တော့မရောက်ဘူးဘူးလေမရောက်ဘူးပဲနဲ့ဆ iam ရဲ့တငယ်ချင်းကိုပီတာကချင်းပြင်းလေသွားတယ်အဲဖလန်းကိုသွားတယ်သွားပြီးတော့ကျတော့သူပြန်လာတဲ့ခါကျသူတပ်ပုံကိုအများကြီးပဲရိုက်လာရိုက်လာပြီးတော့သူကအဲ့ဒီကြောက်တိုင်လေးအကြောင်းလေးပြောပြတယ်အဲ့ဒီချင်းပြင်းလေမှာက ဒီဒီခက်မဟုတ်ဘူးအရင်ခက်တုန်းကစိုက်ကယ်လည်းမရှိသေးတော့လူတွေကခြေချင်းပဲရှောက်ကြတာလေခြေချင်းရှောက်တဲ့ခါကျခြေချင်းရှောက်တဲ့ခါမှာဒီတနေရာကနေပြီးတော့နောက်တနေရာကိုသူကတောင်တက်ခကြီးတက်တဲ့ခါမှာလူတယောက်မောသွားပြီးနားရတော့မယ်ဆိုတော့အနည်းနှုံးရှိတာပေါ့ကွာဝေးအဲ့ကွာဝေးလောက်မှကြောက်တိုင်တစ်ခုအများရန်ထားလေးရှိတယ်။ညာပြင်တော့ကြောက်တိုင်တွေကသူတို့ရဲ့ပိုင်ဆိုင်မှုလေးတွေကိုပြောချင်ကြတာပေါ့။သူဟာ စင်ပနက်ကောင်ပိုင်နေသူအမဲလိုက်တာဘလောက်ရတယ်ပေါ့နော်။အမဝက်ဝင်ဘလောက်ရတယ်ကြားဘလောက်ရတယ်အဲ့ဒါမျိုးပေါ့နော်။နောက်သူ့မမေးမရှိတယ်တာသမီဘလောက်ရှိပါတယ်ပိုင်ဆိုင်မှုတွေကဘာပါဆိုတာမျိုးကိုသူရဲ့ပိုင်ဆိုင်မှုတွေကိုစိုက်ထူတဲ့သဘောအဲ့လိုသဘောနဲ့ဆိုတော့မဖတ်ကျင်လို့လည်းမရဘူး။သွားတယ် နည်းနည်းမောသွားတယ်ဆိုရင်အဲ့နာမှာနားကိုနားရတယ်နားလိုက်တဲ့နေရာကလည်းအဲ့လိုဖြူလေးကောင်းကောင်းလေးနဲ့ပေါ့နော်ထိုင်ရတဲ့နေရာလည်းလည်းကောင်းတယ်ဆိုတော့ထိုင်ရင်းကနေအဲ့ကြောက်စာလေးကိုဖတ်မိတာပေါ့ဟုတ်ကဲ့အဲ့ကြောက်စာလေးတွေမှာတချို့ကတော့ပုံလေးတွေလည်းပါတယ်ကျွဲဆိုရင်ကျွဲပုံလေးတွေပါတယ်ဟုတ်ကဲ့အဲ့ဒါလေးတွေကို तू ကပြန်ပြောပြီးတပ်ပုံလေးရိုက်ပါတယ်ဆိုတော့အဲ့ဒါလေးကိုကိုယ်စဉ်းစားရင်းကနေပြီးတော့ကိုမရောက်ဘူးသေးတဲ့ချင်းပြေကြောက်တော့ရောက်ချင်တယ်မသွားဖြစ်သေးတဲ့ချင်းပြေပေါ့အဲ့ဒါကို तू ပြောတဲ့စကားလေးတွေနဲ့အဲ့ကြောက်တန်ရဲ့ပုံစံလေးတွေကိုပဲတွေးလိုက်တာ တွေ့ပြီးတော့စိတ်ကူးရင်လိုက်ပြီပေါ့အဲ့ဒီမှာစာရေးဆရာစိတ်ကူးရင်စိတ်ကူးရင်တော့ကြိုက်ကြောက်တိုင်ကိုနှစ်ခုလောက်လိုက်တယ်စင်ဖန်းနဲ့စင်မုတ်ဆိုးတယောက်ရဲ့ကြောက်တိုင်နဲ့ဟုတ်ကဲ့ဟုတ်ဒီကျောင်းဆရာလေးတယောက်ရဲ့ကြောက်တိုင်ဆိုပြီးတော့ကြောက်တိုင်တစ်ခုကိုရှင်းပြောလိုက်တာပေါ့နော်အတက်ရှိတဲ့သူနောက်ဟိုတယောက်ကတော့အတတော်မရှိဘူးသို့တော့သူကကျောင်းဆရာဆိုတဲ့ခုံနဲ့ဒီတငါမာလေးရဲ့ဟိုကနဲ့ဟို main ကလေးကိုသူ့ရဲ့အချစ်တွေကိုမဖွင့်ပြရဲဘူးပေါ့ရှောင်းနေပေါ့ရှောင်းပြီးတော့တော်တော်ဟိုကလေးကတော့ဒီပုံမလင်းလင်းပဲ ဟုတ်ဒါပေမဲ့ဒီဘက်ကကျတော့သူမှဂုံသိက္ခာထင်းရတယ်။နောက်မြန်မာနဲ့ဟိုဘက်ကအချင်းအမျိုးသမီးလေးပေါ်မှာဆိုတော့ဒီတွေးခေါ်မှုတွေကလည်းရှိသေးတယ်လေ။အဲ့တော့သူမှတွေးတာတွေကချစ်တဲ့စိတ်နဲ့တစ်ဖက်စီဖြစ်နေမှာပေါ့။အဲ့သူကနောင်တရတယ်။နောင်တရတော့နောက်ဆုံးမှသူကအလုံးကိုကြီးညာခဲ့တယ်ဒီတန်ဃာမလေးတယောက်ကိုချစ်တဲ့စိတ်နဲ့လွမ်းတဲ့စိတ်နဲ့ဒီကြောက်တိုင်ကိုစိုက်ထူပါတယ်ဆိုပြီးတော့အဲ့တော့အဲ့လိုအတွေးလေးပဲရေးခဲ့လိုက်တာပါ။